အေရီတိုင်းဟင်္သာရမြို့နယ်အတွင်းရှိအိပ်ပြက်ကျေးရွာအုပ်စုမှာအေရီမြေတိုက်စားမှုကကံကွယ်ဖို့ကန်ထိန်နယံတွေတိစောက်ထားပြီးမဲ့ကမ်းပြိုကျမှုတွေဇက်တိုက်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကမြေတိုက်စားမှုကြောင့်ပေတရာခန့်ကမ်းမပြိုကျမှုတွေဖြစ်ပွားခဲ့ပြီးဇက်တိုက်ပြိုကျမှာကိုဒေသခံတွေစိုးရိမ်နေကြပါတယ်။ကန်ထိန်နိုင်ငံတွေကစောင့်နေရင်းနဲ့ကိုကမ်းမကအိကျနေတာပဲတတိနဲ့တော့နေရတာပေါ့ ဖြစ်လာရင်ရွှေပြောင်းမှုပြင်ဆင်ထားရတယ်လို့ဒေတာကန်တူက ARR Times ကိုပြောပါရယ်။အိပ်ပြန့်ကျေးရွာအုပ်စုမှာနှစ်စဉ်ကမ်းပြိုကြကနေအိမ်တွေရွှေပြောင်းနေရမှုတွေကြောင့်အမျိုးသားတဘာဝဘေးရနေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရမုံငွေနဲ့ကန်ထိန်နေရန်တွေတိစောက်ထားပေမဲ့လည်းဆက်လက်ပြိုကျနေဆဲဖြစ်တယ်လို့သိရှိရပါရယ်။ ARR တိုင်းမှာမိုးရင်ကာလအတွင်းမြေတိုင်းစားမှုတွေကြောင့်နေအိမ်တွေလမ်းတွေပျက်စီးဆုံးရှုံးမှုနှစ်စဉ်ကြုံတွေ့နေရပါတယ်။